ရီးမီးယားလိပွဲစဉ်ခုနှစ်ဂန်နာနဲ့ဟမ်မာမင်္ဂလာပါကိုခိုင်းစတာဖုတ်ဘောရှိုးအနေချူလိုပါခင်ဗျကျွန်တော်ခုခံပါစနေည၈နာရီခွဲမှာရှင်ပြိုင်ကစားမယ့်ပွဲစဉ်ကောင်းနေတဲ့တပွဲဖြစ်တဲ့ဂန်နာဟမ်မာပွဲကျူ၃၀ချက်ကိုကျွန်တော်ရဲ့ညီကိုနဲ့အတူတူလှုပ်သွားကြပါတယ်ဒါဂန်နာဟမ်မာဆိုတာတော့တခိတခါအရင်ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တဲ့လန်ဒန်ဒါဘီဖြစ်ပါတယ်ဒီမြေမောက်ခေဘောလုံးလောကမှာတော့အဲ့လောက်ပြိုင်ဆိုင်မှုမပြင်းထန်တော့ဘူးပေါ့ဗျာ အာစတန်ရဲ့ level တစ်ခုအနေထားဒါအမြင့်ဆုံးအချိန်တွေပြန်လဲရောက်ရှိသွားခဲ့ပြီဖြစ်ပေမဲ့ဝက်ဆန်ကတော့ဒါ ipe ipe နဲ့အောက်ကိုနည်းလေးပြန်လျော့သွားတဲ့အခြေအနေမျိုးဖြစ်ပါတယ်အခုချိန်မှာဝက်ဆန်ရဲ့ပြင်ဆင်ပြောင်းလဲမှုတချို့ကြောင့်ကျွန်တော်ဒီပွဲစဉ်ကို gear side စောင့်ကြည့်တင်တယ်ဘာကြောင့်လဲနီးပြတဲ့ nuno santo ဝက်ဆန်ကိုဘာတွေလုပ်ပြနိုင်မလဲကျွန်တော်သိချင်တဲ့အတွက်ကြောင့်ပါညူနိုဆန်တိုဆိုတဲ့ပုံကလည်းပရီးမီးယားလိမှာနည်းနည်းရတော့မဟုတ်ဘူးဟူဗာဟန်ဒန်ခစ်ခစ်ဖြစ်အောင်တိဆောက်ပေးနိုင်ခဲ့တယ်သူကင်ခဲ့တဲ့အတင်းတိုင်းတနည်းအားဖြင့်အခုလိုဖြတ်မြင်း level အတင်းတွေကအတင်းအတင်းငယ်မှန်သမျှကိုဒုက္ခပေးနိုင်စွမ်းရှိပြီး level တစ်ခုထိရောက်အောင်ညူနိုဆန်တိုလုပ်ပေးနိုင်ခဲ့တယ် Nottingham Forest ပါလွင်ပေါ့အဲ့တော့ပြောချင်တာအခုနောက်ဆုံးသူ Nottingham Forest ကိုကိုင်နေနီးပြတယောက်အနေနဲ့အကောင်းဆုံးသူလှုပ်ဆောင်ခဲ့တယ်အသင်းမရှင် Marina Kiss နဲ့တချို့ပွတ်တိုက်မှုလေးတွေရှိလို့သာလေအသင်းကနေထွက်သွားတာအရေးသွေးပိုင်းမှာတော့ Nuno Santos ကိုလုံးဝ ရှုပ်လို့မရဘူးအခုဝဆန်းသင်းရဲ့ squad up အရာလည်း Northern Forest လောက်မကောင်းရင်တော့ Northern Forest အောက်မရဘူးဗျ Grand Porter နဲ့အဆင်မပြေလို့ဒါလည်းလိမ့်ဖဲလိမ့်ဖဲရွှေဦးစီတီးနေတာတကယ်တမ်းတော့အသင်းတွေကိုဟိုတုံ့ပြန်နိုင်တဲ့လူစည်းစုဖွဲ့မှုတစ်ခုရှိနေရဆိုတာကျွန်တော်တို့မေ့ထားလို့မရဘူးဒီတော့ကြောင့် Nuno Santo ရဲ့အရေးသွေးပိုင်းအရေးချင်းပိုင်းနဲ့ဝဆန်းတို့ပေါင်းစည်းမှုဘယ်လောက်ထိ response လုပ်နိုင်မလဲကျွန်တော်တို့ကြည့်ရမယ်ကဲတစ်ဖက် I Arsenal ရောအခုနောက်ပိုင်းပွဲစဉ်တွေမှာတောက်လျှောက် နိုင်နေတာ နိုင်တဲ့ပွဲတွေကလည်းအာဆင်နယ်2စီးဆိုတဲ့ပုံစံမျိုးကတလုံးဝ trade map တံတန်ဖြစ်နေတယ်ပေါ့နော်တကယ်တမ်းမှလည်းအာဆင်နယ်ဆွမ်းဆောင်ရေးဟာအမြင့်ဆုံး level တစ်ခုထိရောက်ဖို့အနေငယ်ပဲလိုတော့တယ်အာဆင်နယ်နေနဲ့ဒီ giant ထဲမှာကစားခဲ့တဲ့ Olympia Cost နဲ့ပွဲစဉ်မှာဆိုရင်တော်တော်ကောင်းတယ်ဗျဒါ Olympia Cost ကအာဆင်နယ်ကိုတံပြန်ဒုက္ခပေးနိုင်မှုအကောင်းဆုံးကြိုးစားခဲ့ပေမဲ့လည်းနောက်ဆုံးချိန်ကမှ2-0ဆိုတဲ့ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့တယ်ဆိုတော့ဒီပွဲမှာလည်းကျွန်တော်တွေကဘယ်သိနိုင်မလဲပြောရတာလွဲတယ် အာစနယ်နိုင်ပဲဗျာအာစနယ်တူးစီးလောက်နဲ့ဖြစ်သွားနိုင်တယ်ဗျာအဲ့ဒီဘိုင်းကိုအားလုံးလည်းလက်ခံတယ်ကျွန်တော်လည်းမငင်ဘူးအာရင်းနိုင်မှုအခြေအနေတော်တော်များတယ်ဒါပေမဲ့ပြဿနာကပေးထားတဲ့အကြောပေးမှုတွေအထက်ရပါမလားဒီအကြောပေးမှုတွေကပရိသတ်ကိုပျော်ရွှင်ခွင့်ပေးပါမလားဆိုတဲ့အပိုင်းတွေပါကျွန်တော်တို့ထည့်စဉ်းစားရပါလိမ့်မယ်အာစနယ်တော့နိုင်မယ်ဆိုတာစိတ်ထဲကသိတယ်ကျွန်တော်ကိုယ်တိုင်လည်းအာစနယ်အနိုင်တော့ကြိုက်တယ်အာရှရဲ့အကြောပေးမှုတွေကိုကျွန်တော်တို့စမ်းစစ်ကြည့်မယ် အချိန်ကျရင်အဖြစ်ပေါ်ပါလိမ့်မယ်။ Okay အာရှရဲ့ကြောပေးမှုကတော့ဒီတစ်ပတ်ရှင်ပြိုင်တဲ့ Premier League ပွဲစဉ်တွေထဲမှာအတော်ပြင်းထန်တဲ့အကြောပေးမှုပေးထားတာဖြစ်ပါတယ်။ Man City Brentford ပွဲပြီးရင်အကြောပေးမှုအပြင်းထန်ဆုံးပါ 2D တကယ်တော့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲကိုအဲ့လောက်ထိအကြောပေးမှုကမဖြစ်သင့်ဘူး။ Nuno Santo ကင်တွယ်ပလိစင်ကိုအာရှကတော့ပြက်ပြက်သားသားအကြောပေးထားတယ်ပေါ့။ 2D ဆိုတော့အကြောပေးမှုအရကျွန်တော်ညီကိုလည်းသိမှာပါ။ Arsenal ရဲ့ twin ကအနည်းဆုံး9နှစ် အထက်မှာရှိတယ်ဆိုတော့သဘောမျိုးပေါ့ဒါပေမဲ့ကျွန်တော်တဖန်ပြန်ပြီးစဉ်းစားရမှာကဲဟုတ်ပြီ RE 20ကိုသေကြတယ်ဆိုရင်ဒါပြဿနာမရှိဘူးမိမိရင်ထိုင်ပြီးတော့ကျွန်တော်30တွေးမလား40တွေးမလားအဲ့ဒီပိုင်းတွေကိုပဲကျွန်တော်လေ့လာစောင့်ကြည့်ရမယ်မတက်ကဟုတ်ပြီ20နဲ့တော့နိုင်နေတယ် WhatsApp အဲ့ချိန်မှာ တကူကောက်သွင်းသွားလို့2-1နဲ့ပွဲပြီးသွားရင်ဆိုတော့အတွေ့အမျိုးလည်းကျွန်တော်မှရှိတယ်။ကဲနောက်ဆုံးကိုကိုများ2-0နဲ့နိုင်ခဲ့ရင်တော့မှချေးခွာတဲ့အတွက်ကြောင့်အဲ့လောက်ထိဘယ်လိုပြောမလဲ။အာစတန်ရဲ့စွန့်စားခန်းအချိုးမြတ်အများကြီးမရနိုင်ဘူးဗျ။တူတယ်ကိုနဲ့ကျွန်တော်ချိန်ကြည့်အောင်တူတယ်ကိုက 3D အဲ့တော့ 3D 2D compare လုပ်ကြည့်မယ်ဆိုရင် match တော့ဖြစ်တယ်။ Arsenal ရဲ့အတွင်းကိုအနည်းဆုံး 2C လောက်တော့ဖြစ်မယ်။ 2C 3C လောက်ဖြစ်နိုင်ခြေရှိတဲ့အတွက် Torrego မှာ 3D ပေးထားတာပါကျော်ကျွန်တော်ကဒါတူတယ်ကုန်းနဲ့ဖြစ်နိုင်ခြေရှိတဲ့ရလတ်တွေကိုတွက်ကြည့်မယ်ဆိုရင်အဲ့လို1စီးစီးစီးဆိုတဲ့ပုံစံမျိုးတဲ့ဆိုင်2စီး3စီးဒါမှမဟုတ်လေ21ဆိုတဲ့ reset မျိုးလေးတွေဖြစ်သွားနိုင်တယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ဒီအပိုင်းကိုကျွန်တော်တို့အနစ်ချုပ်ရမယ်ဆိုရင်ကျွန်တော်က WhatsApp အမြဲအနေငယ်စွန့်စားပြီးအားပေးကြည့်မလားပေါ့ Arsenal နိုင်မာတော့နိုင်မာပဲဗျာ Nuno Santos ဒုတိယမြောက်ပွဲဖြစ်အသင်းဦးစီးဥဆောင်မှုပြုမာရဲ့ဒါပထမ evidence နဲ့ပွဲမှာတေရလက်ရအောင်အဝေးကွင်းမှာကန်နိုင်ခဲ့တာရဲ့ဒီပိုင်းနေကြည့်ပြီးတော့ရှုံးရင်တောင်မှနှစ်ကိုယ်ထပ်ပူပြီးရှုံးဖို့ဝက်ဆန်အနေငယ်ခက်ခဲမလားပေါ့နော်အဲ့တို့ကြောင့်ကျွန်တော်ကတော့ဒီပွဲစဉ်မှာဝက်ဆန်အသင်းကိုအနေငယ်စွန့်စားပြီးတော့ရွေးချယ်ကြည့်ကြပါရခင်ဗျာကဲနောက်တစ်တပိုင်းဒီနေ့တင်ကြရဲကကိန်းနဲ့အချက်လက်တွေအရင်ရေးကြည့်ရဗျဘလုံးမွဲကိုစီးပွားပြေကစားလို့ရတဲ့ညီကိုရင်းနေနဲ့တည်တင်တိထိုက်တဲ့အချက်လက်တွေဖြစ်ပါတယ်နောက်ဆုံး6ချိန်မှာ အာစနယ်ကနှစ်ချိန်နိုင်ပြီးတစ်ချိန်ဒီကြတာတယ်ဝက်ဆန်သုံးချိန်နိုင်တာတယ်ဝက်ဆန်ဒီဟက်တူကမှပို့ပြီးတော့အတာစီရနေလို့ပြောလို့ရတယ်ဒီအတာစီရရှိဖို့ခဏဘေးပဲတာအဲ့ဒီဟက်တူဟက်တီမှာထူးခြားတာတစ်ခုကဝက်ဆန်ကအာစနယ်အင်ကွေးရောက်တိုင်းရလက်ကောင်းလေးရှိပြီးအာစတင်ကတော့ဝက်ဆန်အင်ကွေးရောက်တိုင်းရလက်ကောင်းလေးရှိတယ်ကျွန်တော်တိတိပပလေးသိအောင်ပြပြပေးမယ်ပြီးခဲ့တဲ့ဘောလုံးရာသီက2024 25 Emirates မှာ 1-0နဲ့ဝဆန်နိုင်ခဲ့တယ်အဲ့ဒီတရာဒီကျော်2023 24ဘောလုံးရာဒီဟာကျွန်တော် Emirates မှာပဲ2-0နဲ့ နိုင်ခဲ့တယ်အဲဒါကြောင့်နောက်ဆုံးနှစ်ကြိမ် Emirates မှာတွားရောက်ကစားတဲ့အခါတိုင်းဝက်ဆန်ကတရရလက်တော်မဟုတ်အနိုင်ရလက်တွေပဲပေါ်ဆောင်ထားနိုင်ခဲ့တယ်ဒါပေမဲ့လည်းဝက်ဆန်ဝင်ရောက်ပြီဆိုရင်အာရီကပြန်ကျိတ်တယ်ပြီးခဲ့တဲ့ဘောလုံးရာသီတုန်က52 2023 24ဘောလုံးရာသီတုန်းက60စတဲ့ရလက်တွေနဲ့ကျိတ်ထားတာပါအဲဒါကြောင့်ဒီနှစ်တည်းကအိမ်ကွင်းအဝေးကွင်းနည်းနည်းလေးလွဲနေတယ်လို့ပြောရမှာပါလက်ရှိမြန်မာ့ခေတ်အခြေအနေနဲ့ ကိုက်ညီခြင်းမှာတော့ကိုက်ညီလိမ့်မယ်ဒါပေမဲ့တည်တင်းတိထိုက်တဲ့အချက်လက်တစ်ခုဖြစ်ပါတယ်ခင်ဗျနောက်တစ်ပိုင်းအာစနယ်ရဲ့အခုနောက်ဆုံးကစားတဲ့ပွဲစဉ်6ပွဲရလတ်ပေါ့နော်5ပွဲနိုင်ပြီးတပွဲတည်ကြတာတဲ့ရှုံးမွဲလုံးဝမရှိတာဘူးဖောင်အားဖြင့်တော်တော်လေးမိုက်ပါတယ်သူတို့မန်စီးတီးကိုတည်ကြခဲ့တဲ့ပွဲပြီးတဲ့နောက်ပိုင်းမှာအာကြီးကထောက်လျှောက်3ပွဲဆက်နိုင်တာတယ်တို့ပေမဲ့တခုကယူပြောရမှာအဲ့ဒီ3ပွဲဆက်မှာအာစနယ်ရဲ့ twin goal တွေဒီဂိုးကွာကြချက်3ဂိုးတပွဲမှမရှိခဲ့ဘူးပေါ့နော်အများဆုံးမှဒါနှစ်ဂိုးပဲရှိခဲ့တယ်အခုနောက်ဆုံး Olympia Cos ကို 2-0 Newcastle နဲ့2-1ရှီယာ Portville ကို2-0ဆိုတော့ကျွန်တော်အဲ့ဒီအကွက်တွေကြောက်တာ2-0ကြီးပြီးသွားရင်ဒါ2-0တွေပဲမတော်တဆ2-1လို့ပုံသဏ္ဍာန်ဖြစ်သွားရင်အဲ့ဒါကြေးရရှုံးအောင်မယ်နိုင်တာတော့နိုင်ပါ တော့တစ်ဖက်ကဝက်ဆန်နောက်ဆုံးကာရန်ဖော်ကတော့ရုပ်ပြတ်ဆင်းပြက်ကြီးတော့ဖြစ်နေရပါတော့တပွဲနိုင်တပွဲဒီလေးပွဲရှုံးအဲ့ဒီပွဲစဉ်တွေကညူနိုဆန်တိုနဲ့မသက်ဆိုင်တဲ့ပွဲစဉ်၅ပွဲပါတယ်ဂရီယန်ပေါ်တာဒီအဲ့ဒီ၅ပွဲမှာတပွဲပဲနိုင်ခဲ့တယ်အဲ့ဒါက Northern Forest ကို၃ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ပွဲညူနိုဆန်တိုကတော့ Everton ကိုတေရအောင်ဆွတ်ဆောင်ထားနိုင်ခဲ့တယ်ဆိုတော့အတင်းလိုက် result ကိုကြည့်မယ်ဆိုရင်တော့ Arsenal လောက်မကောင်းဘူးဗျာသို့တော့ညူနိုဆန်တို၂ပွဲမြောက်တာဝန်ယူမဲ့အခြေအနေလေးကိုတော့တစ်ချက်စောင့်ကြည့်တင်တယ် ကဲအာရဲ့အိမ်ကွင်းလေးဘွဲကိုပြောပါမယ်သုံးဘွဲနိုင်ပြီးတဘွဲတည်ကြရတယ်အိမ်ကွင်းမှာတော့တကယ်ကောင်းတဲ့အတင်းတင်းမှာပေကိုသုံးဘွဲမရှိပါဘူးအဲ့ဒီသုံးဘွဲက Olympia Cos Northern Forest Leeds United အရင်ကောင်းတဲ့အတင်းတွေတော့မဟုတ်ပါတော့ Man City ကိုတော့တကူပေးလိုက်ရတယ်ဝမ်ဝမ်တည်ကြသွားတယ်အဲ့ဒီတကူကလည်းဒီရတီမှာပထမဆုံး Open Play ကနေပေးလိုက်ရတဲ့ဂိုးဖြစ်ပါတယ် Arsenal ရဲ့ခံစစ်ကစားပုံကတော့တော်တော်မွတ်ထနေတာပါပဲကဲတစ်ဖက်က ဝတ်ဆန်းအဝေးကွေးစွမ်းဆောင်ရေးအရင်တော့မစိုးဘူးတိုက်ပတ်နေတဲ့အခြေအနေမှာတော့မှနှစ်ပွဲရှုံးပြီးတော့ကျွန်တော်တပွဲတည်တပွဲနိုင်ရအောင်စွမ်းဆောင်ထားနိုင်တယ်ရှုံးတဲ့ပွဲစဉ်တွေက Wolf ကို3-2 Sunderland ကို3-0နဲ့ဒါ Green Border လက်ထက်ရှုံးခဲ့တာပေါ့နော် Northern Forest ကိုနိုင်တဲ့ပွဲစဉ်ကလည်းဒါ Green Border လက်ထက်ပဲနိုင်တာပါတိုးတော့အခုနောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Everton နဲ့ Watson ပွဲကတော့ဒါ Newcastle စံတို့ကင်တွင်ခဲ့တဲ့ပွဲပေါ့နော်အဲပွဲကတော့1-1တည်ပွဲဖြစ်တာပါတယ်ကဲနောက်ဆုံးမှကျွန်တော်ဗျော်ပိုင်းချင်ကပ်မှုအနေငယ်လုပ်ပြီးတော့အာ conclusion ဆွဲလိုက်ရအောင်လေ ဝဆန်တဲ့ဆိုင်ညူနိုစန်တိုလို့ပဲပြောရမှာပေါ့ခန်းစစ်ကစားဖို့အရင်မာကျော်ကြစ်လက်တဲ့အစုဖွဲ့တစ်ခုကို तू လိလိမြန်တီဆောက်နိုင်တယ်သူကိုယ်တိုင်ကဂိုးသမားတယောက်ဖြစ်ခဲ့ပေမဲ့ဒီခန်းစစ်ကြစ်လက်မှုဟန်ကိုဘသူစီက absorb လုပ်နိုင်ခဲ့တာလဲဆိုတော့ Mourinho စီက absorb လုပ်နိုင်ခဲ့တာဖြစ်ပါတယ် Mourinho ရဲ့ viewer ဘိုင်းနေသူ့ရဲ့အသွေးသားထဲမှာကျွန်တော်တို့မြင်နေရတယ်အထပါအဲ့ဒီဘိုင်းနေနည်းနည်းလေးအလံဝေးတဲ့အတွက်ကြောင့်ဟိုတိတဲ့ညီကိုတွေလည်းတိလိမ့်မယ်မတိတဲ့ညီကိုတွေကတော့မတိဘူးပေါ့နော်သူကင်တွေခဲ့တဲ့ Nottingham Forest တို့เนาะကျွန်တော်ရှေ့က Wolverhampton တို့ကိုပဲကြည့် အဲ့ဒီခံစစ်နှစ်တန်းနဲ့ low block d block ကစားတဲ့ပုံစံမျိုးတွေ white တွေကနေ counter attack လောက်တာနှစ်ယောက်လောက်နဲ့ overlap တွေ analog တွေလောက်တဲ့ပုံစံမျိုးတွေအရင်ကြောက်ဖို့ကောင်းတယ်။ Arsenal ကတော့ central zone ကနေများသောအားဖြင့် overload လုပ်တဲ့ အတင်းအသင်းဖြစ်တဲ့ဒါပေမဲ့ပုံသေးမရှိဘူးပွဲအခြေအနေကိုကြည့်ပြီးတော့ဖတ်ကစားနိုင်ဆိုရင်မြင်းနဲ့ကစားသမားတွေပါတဲ့အတွက်ကြောင့်ပြိုင်မက်ဘလူးကစားမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးသူတို့ရဲ့ဖြူဝပိုင်းကအပြောင်းလဲပြုလုပ်နိုင်ပါတယ်ဆိုတော့အနည်းချုပ်ရမယ်ဆိုရင်ကျွန်တော်ဒီပွဲစဉ်မှာဝက်ဆန်ကိုပဲရွေးချယ်ပေးချင်ပါတယ်အာစနယ်2-0နဲ့နိုင်ဖို့ဆိုတာကတော့ခုနစကန်လောက်ရှိတယ်အဲကျန်တဲ့30ကန်လောက်ကကတ်နိုင်သွားမဲ့အခြေအနေလေးတွေရှိရဗျအဲ့ဒီကတ်နိုင်30လေးကိုကျွန်တော်မျော်ကိုင်းရင်းနဲ့ဝက်ဆန်အသင်းကိုအားပေးခြင်းဖြစ်ပါတယ်ခင်ဗျာဝက်ဆန်အသင်းကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ